ထိုင်းနိုင်ငံရေနောင်းမြို့လာဝကယုံကပြစ်ဒဏ်ချခံရပြီးလွေရစေမြန်မာနိုင်ငံသားအယောက်ကိုဇေကိုနိုဝင်ဘာလ10ရက်နေ့လယ်ပိုင်းကမြန်မာနိုင်ငံကော့တောင်ဘက်ကအာဏာပိုင်တွေကိုပြည်လွှဲပြောင်းပေးခဲ့တယ်လို့ကော့တောင်ဒေသခံတွေကပြောပါရယ် ရနောင်းမြို့ပန္နာရက်ကွက်မှာရှိတဲ့အကောက်ခွန်လှေဆက်ကတဆင့်အချုပ်သားအယောက်90ထဲကမျိုးသားတွေကိုပဲမြမအာနာပိုင်တွေဘက်ကကားတွေနဲ့လာရောက်ခုဆောင်သွားပြီးအရင်လိုစစ်ကားတွေနဲ့လာခေါ်တာမျိုးမဟုတ်ပဲရက်ဖက်ကားတွေနဲ့လာခေါ်တာဖြစ်ကအဲ့ဒီလူတွေကိုတက်ထဲမှာယာယီထားနိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။အရင်ကထိုင်ဘက်ခြံကပြည်လဲလွှဲပြောင်းတဲ့မြန်မာနိုင်ငံသားတွေထဲကအမျိုးသားတွေကိုငွေကြေးနဲ့ပြန်ရွေးခိုင်းတာရှိသလိုတချို့ကတော့စစ်မှုထမ်းတဲ့ထဲပြီးအမျိုးသမီးတွေကိုတော့ထိန်သ က်ရေးစင်တာမှာထားတယ်လို့ဆိုရတယ်။ထိုင်းနိုင်ငံရင်နောင်လာဝကအချုပ်ထောင်ကနေအခုတစ်ပတ်အတွင်းနေရလွှဲပြောင်းပို့ဆောင်နေတာနှစ်ကြိမ်ရှိပြီဖြစ်ပြီးပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကအချုပ်သားအယောက်၄၈ယောက်ကိုကော့တောင်ဘက်ကနေတဆင်မြမအာနာပိုင်တွေစီပြည်လဲလွှဲပြောင်းခဲ့ပါသေးတယ်။ အဲ့ဒီလိုပြည်လဲလွှဲပြောင်းခရသူတွေထက်ကစစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကိုကော့တောက်အခြေဆိုင်ခလာရ262နဲ့ခမရ431တက်တွေကနေစစ်မှုထမ်းမှုအတွက်တခြားဒေသအသီးသီးကိုပြည်လဲလွှဲပြောင်းမှုတွေရှိတယ်လို့လည်းသိရပါတယ်ရှင်။